ရှင်မသက်ခရစ်ဝင်ခန်းကြီး22တဖန်ယေရှုသည်ဥပမာကိုဆောင်၍ပရိသတ်တို့အားမိမြွတ်တော်မူသည်ကားကောင်းကင်နိုင်ငံတော်သည်မိမိသားအဖို့ထိမ်းမြားမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏ထိုမင်းကြီးသည် ဖိတ်ပြီးသောသူတို့ကိုကိုယ်စီချင်းကလူလင်တို့ကိုစေလွတ်တော်အခါထိုသူတို့သည် မလာဘဲနေကြ၏ တပန်းအခြားသောလူလင်တို့ကိုစီလွတ်၍ငါပွဲကိုငါပြင်ဆင်ပြီးနွားမှဆသောစူဖြိုးသောတရိษံများကိုတက်၍ပြီးပြီးအလုံးစုံတို့သည်အတင်းရှိပြီးမင်္ဂလာဆောင်ပွဲတို့လာကြပါဟုဖိတ်ပြီးသောသူတို့အားပြောကြဟုမှားလိုက်ပြန်၏တို့တော်လေထိုသူတို့သည်နားမထောင်ဘဲအချို့တို့သည်မိမိလေတို့တွားကြ၏ အချို့တို့သည် ကုံသွေးရာသို့တောကြ၏ဂျွန်းသောသူတို့သည်လည်းလူလင်တို့ကိုဖမ်းဆီး၍ငင်းဆဲခြင်းအသေးသချင်းကို ပြုကြ၏ထိုမင်းကြီးသည်ကြားလျင် အမျက်ထွက်၍စစ်ချီစေသည်ဖြင့်လူအသက်ကိုတတ်သောထိုသူတို့ကို အပြီးလုံးချံ၍သူတို့ဤမြို့ကိုမိရှုလေ၏ထိုနောက်မှမင်းကြီးသည် လူလင်တို့ကိုခေါ်၍ ငါဤမင်္ဂလာဆောင်ပွဲသည်အသင့်ရှိ၏ကောဖိတ်တော်သူတို့သည်မထိုက်တန်သောကြောင့်လမ်းမလမ်းကြားသို့သွား၍တွေ့သည်မြသောသူတို့ကိုပွဲသို့ခေါ်ဖိတ်ကြဟုအမိန့်တော်ရှိသည့်အတိုင်လူလင်တို့သည်လမ်းများသို့ထွက်သွား၍ကောင်းမကောင်းတွေ့သည်မြသောလူအပေါင်းတို့ကိုစုဝေးစေ၍ပွဲတော်၌အပြည့်ရှိလေ၏မင်းကြီးသည်ပွဲ၌လျောင်းသောသူတို့ကိုကြည့်ရှုခြင်းငှာ ဝင်းရောမူသောအခါမင်္ဂလာဆောင်ပွဲ၏အဝတ်ကိုမဝတ်တော်သူတယောက်ကို မြင်လျင်အဆွေမင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲအဘေကြောင့်ဝင်းတည်းဟုမိရောမူသည်ကိုထိုသူသည် မပြောနိုင်ဘဲနေ၏ထိုအခါမင်းကြီးသည် အချမ်းအယံတို့အားထိုသူ၏လက်ခြေကို တုပ်နှောင်လော့ငိုကြွေးခြင်းအံသွဲခဲကြိတ်ခြင်းရှိရာအပြင်းရမှောက်မိုက်သေးသော ယူသွားချလိုက်ကြဟုအမိန်တော်ရှိ၏ထိုသူခေါ်တော်မူသောသူအများရှိတော်လဲရွေးကောက်တော်မူသောသူနေသည်ဟုမိန်တော်မူ၏ထိုအခါဖာရိရှဲတို့သည်ထွက်သွားပြီးလျင်သူ၏စကား၌ချောင်မြောင်လျေမိတို့အပြစ်ဖြစ်မည်နီဟုမိ мян တိုင်ပင်ပြီးမှမိမိတပည့်တို့နှင့်ဟေရုတပည့်တို့ကိုအထံတော်သို့ဆေလွတ်၍ အရှင်ဖျားကိုရိုဒီတစ္ဆာရှိပါ၏အမေသူကိုမျက်မကြောက်လူမျက်နာကို မထောက်ပဲဖျားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကိုကျွန်ုပ်တို့သိကြပါ၏တို့ဖြစ်၍ကိုရိုဒီအဘေတို့ထင်တော်မူသည်ကေတာဘရင်အားအခွန်ဆက်အပ်တယ်လို့မဆက်အပ်တယ်လို့အကျွန်ုပ်တို့အားမိန်တော်မူပါဟုမိလျှောက်ကြ၏ ယေရှုသည်ထိုသူတို့၏ဆိုးငစ်သောသဘောကိုသိတော်မူလျင်ဟန်ဆောင်တတ်သောသူတို့အဘေเจ้าငါ့ကိုစုံစမ်းနှောက်ရှက်ကြသည်။အကုံငွေတပြားကိုပြပါဟုမိန့်တော်မူ၍ဒေနာရီတပြားကိုယူခဲ့ကြ၏။ဤပုံဤလိပ်စာကအဘေသူဤပုံအဘေသူဤလိပ်စာဖြစ်သည်ဟုမိတော်မူလျင်ကေသာပရှင်ဤပုံလိပ်စာဖြစ်ပါသည်ဟုရှောက်ကြတော် ယေရှုကလည်းကေတာဘရင်ဤဥစ္စာကိုကေတာဘရင်အားဆက်ပေးကြလော့ဘုရားသခင်ဤဥစ္စာကိုကဘုရားသခင်အားဆက်ပေးကြလော့ဟုမိန့်တော်မူ၏ထိုသူတို့သည်ကြားရလျင်အံ့ဩ၍အထံတော်မှထွက်သွားကြ၏တိချင်းမှရှင်ပြန်ထမြောက်ခြင်းမရှိဟု၍အယူရှိသောဇတုကဲတို့သည်ထိုနေ့၌အထံတော်သို့ချင်းကပ်၍ အရှင်ဖေယလူမီဒီကတာမရှိပဲဒေလီယင် သူဤအမယားကိုသူငီတင်းယူ၍အကူအမျိုးမပြည့်စွနေစေဟုမောရှိစီရင်ပါပြီအကျွန်ုပ်တို့တွင်ညီကိုခုနှစ်ယောက်ရှိပါ၏အကူအကြီးသည်မိမနှင့်ဆုံးဖြတ်၍တာမရှိပဲဒေသည်ဖြင့်မိမိမယားကိုမိမိငီနှင့်ကြံရစေ၏ထို့အတူတယောက်နောက်တယောက် ခုနှစ်ယောက်သောငီကူတို့သည်ဒိုမိမနှင့်ဆုံဖက်ပြီးမှတေးကြ၏နောက်ဆုံး၌မိမသည်လည်းတေးလေ၏သူဖြစ်၍ရှင်ပြန်ထားမြောက်ရာကာလ၌ဒိုမိမသည်ခုနှစ်ယောက်သောငီအကူတို့တွင်အဘေသူ၏မယားဖြစ်ရပါမည်နီထိုခုနှစ်ဦးစလုံးသည်သူမိမနှင့်ဆုံဖက်ခဲ့ကြပြီဟုမေးလျှောက်ကြ၏ယေရှုကလည်း သင်တို့ဒီကျမ်းစာကိုနားမလဲဘုရားသခင်ဤတကူတော်ကိုမတိသောကြောင့်မှားသောအယူကိုယူကြ၏ရှင်ပြန်ထမ်းမြောက်ရာကာလ၌ဆုံးဖွဲ့ခြင်းကိုမပြုထိမ်းမြားပေးစားခြင်းမရှိကောင်းကင်ဘုံ၌ကောင်းကင်တမန်ကဲ့သို့ဖြစ်ကြ၏တို့မှတပါတေလွန်သောသူတို့သည် ရှင်ပြန်ထမ်းမြောက်ခြင်းအရာမှာဘုရားသခင်ကငါသည်အာဗြဟံဤဖျားဤဇဤဖျား ယာကုပ်ဤဘုရားဖြစ်သည်ဟုဂျင်းတို့အားမိမြွတ်တော်မူကြောင်းကိုဂျင်းတို့သည်မဖတ်ဘူးသလားဘုရားသခင်သည်တည်နေသောသူတို့ဤဘုရားမဟုတ်အသက်ရှင်သောသူတို့ဤဘုရားဖြစ်တော်မူသည်ဟုမိန့်တော်မူ၏ပရိသတ်များတို့သည်ကြားရလျင်ဆုံးမဩဝါဒပေးတော်မူသည်ကိုအံ့ဩခြင်းရှိကြ၏ ဇတူကေရူဤစကားကိုခြေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျင်စူဝေးကြ၍သူတို့အပါအဝင်ဖြစ်သောဂျန်တက်တယောက်သည် ကိုတော်ကိုစုံစမ်းနှောက်ရှက်ခြင်းကအရှင်ဖျားပိငိတိကျမ်း၌အဘေပိငိတိတာ၍ကြည်သည်ဟုမေးလျှောက်တော်ယေရှုကသင်၏ဖျားသခင်ထာဝရဖျားကိုစေနှလုံးအကျွမ်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့ဟူသောပြည့်ညစ်သည်ပထမပြည့်ညစ်ဖြစ်၏ကြီးမြတ်သောပြည့်ညစ်လည်းဖြစ်၏ထိုမှတပါကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်လော့ဟူသောဒုတိယပြည့်ညစ်သည်ပထမပြည့်ညစ်နှင့်သဘောတူ၏ဤပြည့်ညစ်နှစ်ပါးတို့ကပြည့်ညစ်ချမ်းနှင့်အနာဂတ်ချမ်းရှိသမျှတို့၏အချုပ်အခြားပင် ဖြစ်သည်ဟုမိန့်တော်မူ၏ဖာရီရှဲတို့သည် စုဝေး၍နေကြစဉ်တွင်ယေရှုကသင်တို့သည် ခရစ်တော်ကိုအဘေသူထင်မှတ်ကြသည်။အဘေသူဤသားဖြစ်သည်ဟုမေးတော်မူလျင်ဒါဝိဒ်ဤသားဖြစ်သည်ဟုပြောကြသောသူဖြစ်လျင်ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟု၍ဝီငင်တော်အားဖြင့်အဘေကြောင့်ခေါ်သည်။ဒါဝိဒ်စကားမှာထာဝရဘုရားက သင်ဤရန်သူတို့ကိုသင်ဤခြေတင်ရာငါ ချမထားမိတန်ရောင်ငါလေးရပဲ၌ထိုင်နေလို့ဟုငါဤသခင်အားမိန်တော်မူသည်ဟုဒါဝိဒ်ဆိုသည်ထို့သောဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟု၍ခေါ်လျင်အဘေတုတ်သူဤသားဖြစ်သည်ဟုမိတော်မူသည်ရှိသောအဘေသူမြတ်စကားတခုကိုမြတ်ပြန်လျှောက်ခြင်းဟာမတက်နိုင်ကြ ထိုနေ့မှစ၍နောက်တစ်ပတ်အဘေသူမြတ်မမေ့လျှောက်ဝင်ကြ ဖြစ်ယူသွားတဲ့နှုတ်ကပတ်တော်ကျမ်းနာသူအရောက်စီတိုင်းအတွက်အကောင်းကြီးဖြစ်ပါစေ